စက်တင်ဘာ29ရက်နေ့မှာတရုတ်ပြည်သူလူမျိုးရေးတမတော် PLA ဟာ Intercontinental Pattern Dongbian ICBM အမျိုးကစားကို Hypersonic Glide V ကတက်ဆင်ဘီအောင်မြင်စွာစမ်းသပ်ပစ်လွှတ်လိုက်တယ်လို့သတင်းရရှိထားပါတယ်။ဒီစမ်းသပ်မှုဟာတရုတ်နိုင်ငံရဲ့နောက်လာမယ့်မျိုးဆက် DF-29 အမြန်နှုန်းလွန်တုံးပြန်ဖြစ်ဖို့အလားအလာအများဆုံးပါပဲ။ဒီစမ်းသပ်မှုမှာအရေးကြီးဆုံးနဲ့ထူးခြားဆုံးအချက်ကတော့ဒုံးပြန်ရဲ့ပြန်တမ်းမှုလမ်းကြောင်းပဲဖြစ်ပါတယ်။ ပုံမှန် ICBM တွေလို့မဟုတ်ပဲသူဟာနိုင်တဲ့လမ်းကြောင်းတိုင်းစတင်ပြန်တန်းခဲ့ပြီးအနှဲငယ်ငုတ်ဆင်းသွားတဲ့ပုံစံနဲ့အဆုံးသတ်ထဲတာကိုတွေ့ရပါတယ်။ဒါကဘာကိုပြသတယ်လဲဆိုရင်ဒွန်ပြန်ဟာပစ်လွတ်ပြီးနောက်မှာအချိန်မြင့်ပြီးလေးတို့ထဲမှာစီနင်းရွေလားနဲ့ Boost Glide အချိန်မြင့်စီနင်းနည်းပညာကိုအသုံးပြုထားတယ်ဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါကဘာကြောင့်စိုးရင်စရာဖြစ်လာတာလဲ Hypersonic Glide Vehicle ဆိုတာအတန်ရအမြန်တော့ငါးစာကနေ ဆယ်ဆအထိလျင်းမြန်းစွာပြန်နှံ့နိုင်တဲ့ဒုံးပြန်ထေခုဖြစ်ပါတယ်။အရင်ကပဲထင်းဒုံးမြန်တဲ့ဟာပြစ်မှတ်စည်းကို တွတ်ချက်ရလွယ်ကူတဲ့လမ်းကြောင်းအတိုင်းသာပြန်တတ်နိုင်ပေမဲ့ဒီ HGV စနစ်ကတော့လေထုတံမှလူသလိုကြွေဝိုက်ပြောင်းလဲပြန်တန်းဆွမ်းရှိပါတယ်။ဒါကြောင့်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့လက်ရှိဒုံးပြန်ကာကွယ်ရေးစနစ်တွေ Missile Defense Systems တို့ဒီလိုမခန့်မှန်နိုင်တဲ့လမ်းကြောင်းတွေကိုဖမ်းယူတားဆီးဖို့အလွန်ခက်ခဲလာပါတယ်။လုံုံကြီးကျွမ်းကျင်သူတွေက ဒီလိုစွန့်ရည်ဟာတရုတ်နိုင်ငံရဲ့စီးရီးအားသားချက်ကိုတိတိတသားမြင့်တင်းပေးလိုက်တယ်လို့သုံးသပ်နေကြပါတယ်။သတင်းတွေအရ DDF 29ဒုံးပျံအသစ်ရဲ့ပိတ်ခတ်နိုင်တဲ့အကွာအဝေးဟာကီလိုမီတာ9000ကနေ8000ရမှရှိနေပြီးဒါဟာအလွန်ဝေးကွာတဲ့ပိမတ်တွေကိုချိန်မြောက်နိုင်စွမ်းရှိပါတယ်။အထူးသဖြင့် Pacific ဒေသမှာရှိတဲ့အမေရိကန်ရဲ့အဓိကစစ်အခြေစိုက်ခန်းထည်တဲ့ Guam Joint Apawin မဟာဗျူဟမြောက်နေရာတွေကိုအန်ဒီရပေးနိုင်ပါတယ်။တရုတ်နိုင်ငံဟာသူတို့ရဲ့စစ်အေးနီးပင်ကြားတွေကို ခက်မီအောင်အဆက်မပြတ်ညင်းနှမြုံနိုင်နေတာကိုဒီစမ်းသပ်မှုကထပ်မံအတည်ပြုလိုက်တာပါပဲဒါဟာဒေတာရင်တင်မမှုတွေကိုပုံမမြင့်တင်ပေးပြီးကပော့အင်ယာကြီးနိုင်ငံတွေကြားကလက်နက်ပြိုင်ဆိုင်မှုကိုနောက်တစ်ဆင့်တိုးစီမဲ့အရေးပါတဲ့သတင်းဖြစ်ပါတယ်